ရသော်ဘုရားမရဏန္တုတ္တိတေခြင်းကိုဘာဘာထက်ထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယာနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်။ဒါစိတ်တွေပူလောင်နေတယ်ဆိုရင်ငါတေရမဲ့လူပါလို့စဉ်းစားလိုက်။ငါဘေးရလူတွေလည်းတေရမဲ့လူတွေလို့စဉ်းစားလိုက်။တခါတလေဘုန်းဘုန်းတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလား။ဒါဘုန်းဘုန်းကတော့ လက်တွေ့ကြရလေဒေသနာတွေပေါ့အသုံးချကြည့်စေခြင်းတယ်ကိုဘုရားနဲ့ပတ်သက်ပြီးတော့စိတ်တွေပူးနေတယ်ဆိုရင်ဩငါမကြခင်သေမှာပါဘာဒီမြန်ပူးနေတာတော့သာသမီတွေရဲ့ဘုရားနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညာမတာသာစဉ်းစားလိုက်သူတို့လည်းပဲသေရမယ့်အကောင်လေးတွေသေရမယ့်လူလေးတွေစိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမှအလွန်အလွန်မင်္ဂလာရှိတဲ့စကားပြောနေတယ် 曼格木老没拉起来，不行了喽。